မင်္ဂလာပါ series for you ကနေပြီးတော့ပြန်လည်ကြိုးစို့လိုက်ပါစီ CD for you ရဲ့ပြည်သက်များအတွက်ဒီကနေ့တင်ဆက်ပေးဖို့ရွေးချယ်ပေးထားတဲ့ series လေးကတော့2023ခုနှစ်တုန်းကစတင်ပြီးတော့ထုတ်လွှင့်ပေးခဲ့တဲ့ Silo TV series လေးရဲ့ဒုတိယအတွဲ episode 9ပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ပိုင်းမှာတော့ဘာရီဘလို့ဖြစ်ခဲ့တယ်လဲဆိုတာကိုတော့မကြည့်ရသေးတဲ့သူတွေရှိပေမဲ့လည်းပြန်ပြီးတော့မပြောပြချင်တော့တဲ့အပြင်းထူလုံးနဲ့ကိုရခိုင်ကြီးကြောင့်ကျွန်တော်လည်းပြန်မပြောတော့ပါဘူး။ကဲပါလေ။အချိန်လေးပြည့်ပြီဆိုတော့ Silo Season 2ရဲ့ Episode 9 Recap လေးကိုစတင်လိုက်ကြပါစို့လား။ ဟုတ်ကဲ့ပါကျွန်တော်ကတော့အစီအစဉ်တင်ဆက်ပြီးမယ် Siri for you ကအစီအစဉ်တင်ဆက်သူရှိန်းသူပဲဖြစ်ပါတယ် ဆိုင်လိုဆက်ခွန်ထဲမှာဆိုလိုတယောက်ပဲအသက်ရှင်ပြီးတော့ကြံ့ရင့်နေခဲ့တာမဟုတ်ဘဲနဲ့ရစ်နဲ့အော်ဒရီတို့ရဲ့ကလေးနှစ်ယောက်နဲ့တူတူအီတာလို့သူတို့နာမည်ပေးထားကြတဲ့မိန်းကလေးတယောက်လည်းအသက်ရှင်ကြံ့ရင့်နေခဲ့ပါပြီအဲ့တော့အားလုံးပေါင်းစုစုပေါင်း၄ယောက်ရှိပါပြီတကယ်မှတော့အော်ဒရီကမြားပစ်နေတော့ဆိုင်လိုရဲကိုဂျူလီယာရောက်လာခဲ့တယ်လို့အရင်ဆုံးမြင်တဲ့အီတာကလည်းအော်ဒရီတို့ကိုအတီးပေးလိုက်ပါတယ်အမှရစ်နဲ့အော်ဒရီတို့ကလည်းအသက်ရှင်နေသူမရှိတော့ဘူးထင်နေတဲ့အချိန်တွေကနေပြီးတော့ဆိုင်လိုရဲ့အပြင်ဘက်ကနေလူတယောက်ရောက်လာခဲ့တာကြောင့်မလို့တိတ်တဆိတ်လိုက်ပြီးတော့ချောင်းကြီးနေခဲ့ပါတယ် Audrey ကတော့ Juliet လုံးနေတဲ့မြောက်အကုန်လုံးကိုလိုက်ချောင်းရင်းနဲ့တပ်ပစ်ဖို့အတွက်သူ့ရဲ့ယောက်ျား Rick ကိုပြောနေပါလိမ့်။ပြီးတော့မှ Juliet ကိုစောင့်ကြည့်ဖို့အတွက် Ida ကိုထားခဲ့ပြီးတော့ Audrey နဲ့ Rick တို့ကလက်နက်တွေပြင်ဆင်ဖို့အတွက်ထွက်သွားခဲ့ကြပါလိမ့်။ Rick ကလည်းသူ့အတွက်အကာအင်ကြီးပုံစံချုပ်ပြီးတော့ Audrey ကတော့လေးနဲ့မြောက်ကိုတေးချာလေးပြန်လှုပ်ထားလိုက်ပါလိမ့်။အဲ့ဒီဂျူလီယက်ကတော့မီးလင်းနေတဲ့အိုင်နီဌာနဘက်ကိုကူးဖို့ပြက်နေတဲ့တံတားပေါ်ကနေပြီးတော့ကျိုးနဲ့လွှဲနေခဲ့ပြီးတော့အော်ဒရီကလည်းဂျူလီယက်ကိုတတ်ချင်နေရအောင်လို့အပေါ်ကနေကျိုးကိုဖျက်ချလိုက်ပါလိ အဲဒါကြောင့်ဂျူလီရဲ့လည်းတစ်ဖက်ကိုမရောက်ဘဲနဲ့အောက်ဘက်ရေထဲကိုပြုတ်ကျသွားပါလို့လေတသက်လုံးဥဝဲလာကလေးကဆိုင်လူထဲမှာပဲနေခဲ့ရအောင်မလို့ကြက်ဖလို့ရေမကူးတက်တက်ပဲလို့ပဲဆိုပြီးတော့ရေနစ်နေပါတော့လေအမှဂျူလီရဲ့ပြုတ်ကျသွားတာကိုတွေးလိုက်ရတဲ့ရစ်ကလည်းရေနားအထိပြေးသွားကြည့်ပြီးတော့အနာကကော်ဘုံတစ်လုံးကိုဂျူလီရဲ့ဘက်ကိုပြစ်ပေးကပုံနေလိုက်ပါလေဂျူလီကလည်းရေထဲမှာနစ်လိုက်မြုပ်လိုက်ဖြစ်နေရင်းကော်ဘုံတစ်ဘုံကိုတွေးပြီးတော့ဖတ်ထားလိုက်တာကြောင့်မလို့အသက်မသေးဘဲနဲ့ကမ်းပေါ်ပြန်တက်လာနိုင်ခဲ့ပါလေအဲဒီနောက်တော့ရစ်ကလည်းသူတို့ပုံနေတဲ့နေရာကိုပြန်လဲရောက်ရှိတဲ့အခါမှာတော့ ။အော်ဒရီကဂျူလီယက်ကိုကယ်လို့ဆိုပြီးတော့ရစ်ကိုအပြစ်တင်နေခဲ့ပါရီ။ဂျူလီယက်ကတော့ကျူးရီဆွေးပြီးတော့ပြက်တယ်ထင်နေခဲ့တာကြောင့်မလို့တစ်ဖက်ကိုကူးဖို့အတွက်တကားချက်ကြီးတစ်ချက်ကိုဒလိမ့်ခံပြီးတော့ပြက်နေတဲ့တရားကိုဆက်လိုက်ပါရီ။အဲဒီနောက်ဆုံးမှာတော့အလုံငန်းလက်ကီစီထဲမှာနေတဲ့ဆူလိုနဲ့မိတ်ဆက်ပြီးတော့အဆင်ပြေသွားခဲ့ပါရီ။အဲ့လိုနဲ့ညာဘက်ရောက်တဲ့အခါမှာတော့ဆိုလိုကလေဂျူလီယက်ကိုအခန်းထဲကနေပြီးတော့တချင်းတွေဖွင့်ပြနေရကြောင်းမလို့အိပ်ပျော်နေတဲ့အော်ဒရီတို့ကလည်းနိုးလာပြီးတော့ဘာတွေဖြစ်နေလဲဆိုတာချောင်းကြီးပေါ်တက်ထွက်လာခဲ့ပြီ အပြင်ဘက်မှာကင်းဆောင်နေတဲ့အီဒါကိုဘာဖြစ်နေလဲဆိုတာမေးလိုက်ပါတယ်။အီဒါကလည်းဂျူလီယက်အိုင်နီဌာနဘက်ကပြန်ထွက်လာတဲ့အကြောင်းပြန်ပြောပြနေတော့ဂျူလီယက်နောက်ကိုဆိုလိုကလိုက်လာတွေ့လိုက်ရပါတယ်။အော်ဒရီတို့ကလည်းဆိုင်လိုတစ်ခုထဲမှာပဲရှိနေတဲ့ဆိုလိုမမြင်ဘူးတာကြောင့်အန်အောနေကြသလိုအီဒါရောဆိုလိုကိုလူသက်သမားဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်။အော်ဒရီကတော့အကုန်လုံးကိုတက်ပြရမယ်ဆိုတာပဲထပ်ပြီးတော့ပြောနေခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဆိုင်လိုအောက်ထက်ကရေပန့်အောင်ပြင်ပေးဖို့အတွက်ဂျူလီယက်နဲ့ဆိုလိုတို့အလုပ်ရှုပ်နေကြပါတယ် အမဆိုလိုကလည်းဝင်းကြီးဆက်လိုပုံစံမျိုးကိုလုပ်ပြီးတော့ဂျူလီယက်ကိုရေအောက်ချပေးလိုက်ပြီးတော့မှရေအောက်မှာအသက်ရှူလို့ရအောင်လို့ပန်တစ်ခုကနေလေးထုတ်ပြီးတော့ပိုက်နဲ့ဆက်ကဂျူလီယက်ကိုပေးလိုက်ပါတယ်ဆိုလိုတယောက်တည်းအပေါ်မှာကြံခဲ့တဲ့ချိန်ရစ်ကလည်းသူ့ရဲ့မိမအော်ဒရီရဲ့စကားကိုမလွန်ဆန်နိုင်လို့ရာကြောင့်မလို့ဆိုလိုတက်ဖို့အတွက်နောက်ကတ်သွားပြီးတော့ရေလေးနဲ့ခုတ်လိုက်ပေမဲ့ဆိုလိုကမြင်သွားပြီးတော့ရှောင်လိုက်တာကြောင့်မလို့ဂျူလီယက်ကိုဆွဲထားတဲ့ဝင်းကြီးဆက်ကျိုးကိုခုတ်ဖြတ်မိသွားပါတော့တယ် အဲဒီနောက်နှစ်ယောက်သားကလုံထွေးတပ်ပုတ်ကြရင်းနဲ့ဂျူလီယာအတွက်လေးထုတ်ပေးနေတဲ့ပန်ချိုးကိုပါခုတ်ဖြတ်မိသွားပါတော့တယ်။အော်ဒရီကလည်းနပန်းလုံးနေတဲ့ရင်းနဲ့ဆိုလိုကိုမြားနေချိန်နဲ့ဆိုလိုတယောက်တည်းကွဲထွက်နေတဲ့ချိန်မြားနဲ့ပြစ်လိုက်ပါတော့တယ်။ဆိုလိုလည်းမြားမှန်ပြီးတော့ရိုင်းနေနေတဲ့ချိန်မှာရစ်ကဖြတ်ကန်လိုက်တာကြောင့်မလို့ဆိုလိုလည်းသတိလစ်သွားပါတော့တယ်။နောက်တော့အော်ဒရီလည်းအနားကပ်လာပြီးတော့ဆိုလိုတက်ပြစ်ဖို့လုပ်တဲ့အခါမှာရစ်ကသူ့အတွက်စားစရာပေးနိုင်တာဆိုလိုဆိုလိုတယောက်ပဲရှိတာမလို့ဖန်နာဖို့တဲ့အကြံပေးလိုက်ပါတယ်။အော်ဒရီကလည်းရစ်ပြောတာကိုလက်ခံလိုက်ပြီးတော့ဆိုလိုဖန်ခေါ်သွားဖို့တဲ့ပြင်ဆင်လိုက်တယ်လို့ အေးတော့တော့ဂျူလီယက်ပြန်လာတော့ကိုထိုင်ဆောင်နေဖို့မှာပြီးတော့အပေါ်ပြန်အောင်တာနဲ့သူတို့ကိုလာခေါ်ဖို့အတွက်ပြောလိုက်ပါတယ်။ပုံနေနေရာစီကိုပြန်အောင်တဲ့ခါမှာတော့ရစ်ကဆိုလိုကိုအလုံငန်း password နံပါတ်ကိုစစ်ပြီးတော့မေးပေမဲ့မေးလို့မရအကြောင်းမလို့အော်ဒရီကရစ်ကိုအပြစ်တင်နေပါတယ်။အဲဒီချိန်အီဒါပြန်ရောက်လာပြီးတော့ဂျူလီယက်ပြန်တက်လာပြီးဆိုတဲ့အကြောင်းကိုလာပြောခဲ့တာကြောင့်အော်ဒရီကလည်းဂျူလီယက်ကိုတေးချာထက်ပြီးတော့စောင့်ကြည့်ထားဖို့အတွက်သူတို့နောက်ကိုကတ်မလာနိုင်အောင်တေးချာပြင်ဆင်ပြီးတော့တက်ပြစ်မယ်လို့ထပ်ပြောလိုက်ပါတယ်။ ရဲကတော့ဂျူလီယက်ကိုတုံးချပြီးတော့ဆိုလိုစီယာပတ်စဝတ်ကိုတောင်းခိုင်းမှုအကြံပေးပင်ပဲ။အော်ဒရီကတော့လက်မခံမင်းနဲ့တက်ပြဖို့ပဲထပ်ပြီးတော့ပြောနေပါလိမ့်။အီဒါလည်းဝင်ပြီးတော့တခြားနီလန်စင်းစားကြည့်ဖို့အကြံပေးတဲ့အခါမှာအော်ဒရီကအီဒါစီယာဘာကြံမှမလို့ခြင်းမင်းနဲ့တူခိုင်းတဲ့အတိုင်းပဲလှုပ်ဖို့အတွက်အော်ပြောလိုက်ပါလိမ့်။ပြီးတော့မှအော်ဒရီကလည်းလေးနဲ့မြောက်ကိုယူပြီးတော့ရစ်နဲ့တူတူအပြင်ကိုပြန်ထွက်သွားခဲ့ပါလိမ့်။အော်ဒရီတို့ထွက်သွားတော့မှအီဒါကလည်းရစ်လှုပ်ထားတဲ့ခေါင်းစွန်းနဲ့အကာအင်ကြီးကိုတွေ့ပြီးတော့အကြံရသွားပါတော့လိမ့်။အဲဒါကြောင့်အီဒါလည်းအင်ကြီးကိုဝက် ခေါင်းစကိုဆွတ်ပြီးတော့ဂျူလီယက်ပြန်လာမယ့်လမ်းမှာတေးချင်းအောင်ဆောင်းနေလိုက်ပါတယ်ဂျူလီယက်ကလည်းပထမတစ်ခေါက်အော်ဒရီရဲ့မြားနဲ့မှန်ထားအကြောင်းမလို့ဒိုင်ယာကိုဆေးကူပြီးတော့ဒိုင်းတစ်ခုနဲ့ပြန်လာခဲ့ပါတယ်ပြီးတော့မှလမ်းမှာလဲကြားနေတဲ့လူတယောက်ကိုတွေ့ပြီးတော့အနားကိုကတ်ကြည့်လိုက်တဲ့အခါမှာတော့တေးချင်းအောင်ဆောင်းနေတဲ့အီတာလည်းထပြီးတော့ဂျူလီယက်ကိုတိုက်ခိုက်ပါတော့တယ်ဂျူလီယက်ကလည်းအီတာနဲ့လုံထွေးတပ်ပုတ်နေနေအီတာကိုချုပ်မိသွားခဲ့ပါတယ်အဲဒီတော့မှအော်ဒရီတို့ကရောက်လာပြီးတော့ဂျူလီယက်ကိုဒီတစ်ခေါက်တော့နှလုံးကိုတီးအောင်ပြတ်တော့မေးလို့ပြောကချင်းချောက်လိုက်ပါတယ် ဂျူလီယက်ကလည်းဆိုလိုစီမှာသူပြန်ထွက်သွားဖို့အတွက်ဝတ်စုံရှိနေကြောင်းမလို့ဆိုလိုနဲ့စကားပြောခွင့်ပေးမယ်ဆိုရင်အီတာကိုပြန်ပြီးတော့လွှတ်ပေးမယ်လို့ပြောလိုက်ပါတယ်။အော်ဒရီကလည်းအီတာရှိနေရင်ထမင်းစားတဲ့ဗဇက်ပေါက်တစ်ခုတိုးနေရင်ပဲမလို့ကြိုက်တယ်လို့လုံးလို့ရတယ်ဆိုပြီးတော့ပြန်ပြောလိုက်တာကြောင့်ဂျူလီယက်ကလည်းမတက်နိုင်တော့ဘဲနဲ့အီတာကိုလွှတ်ပေးလိုက်ရပါတယ်။အဲဒီချိန်ဘေးမှာရက်နေတဲ့ရစ်ကအလုံကန်းတွေကစားစရာတွေကိုယူပေးနိုင်မယ်ဆိုရင်ဆိုလိုနဲ့စကားပြောခွင့်ပေးမယ်လို့ပြောလိုက်ပါတယ်။ဂျူလီယက်ကလည်းအလုံကန်း password ကိုသူမသိဘူးလို့ပြန်ပြောတဲ့အခါမှာ ရစ်ကဝစ်စုံပြန်လိုချင်ကြိုက်တဲ့နီလန်းနဲ့ရအောင်အလုံငန်းကိုဖွင့်ဆိုပြီးတော့ပြန်ပြောလိုက်ပါရီအော်ဒရီကလည်းဂျူလီယက်ကိုဒီတိုင်းလွတ်ပေးလိုက်ရမှာလားလို့ရစ်ကိုမေးတဲ့အခါမှာအီဒါကဂျူလီယက်နောက်ကိုတူးလိုက်သွားပြီးတော့စောင့်ကြည့်ထားလိုက်မယ်လို့ဝင်ပြောလိုက်ပါရီအော်ဒရီကလည်းအီဒါကိုကြည့်မရဖြစ်နေရကြောင်းဂျူလီယက်နဲ့လိုက်သွားဖို့ပြောကသူ့ကလေးနောက်တစ်ခါမငိုခင်အလုံငန်းကိုရအောင်ဖွင့်ဖို့နဲ့အချင်းကြော်ရနဲ့ဆိုလိုကိုတက်ပြစ်မယ်လို့ဂျူလီယက်ကိုပြောလိုက်ပါရီ နောက်တစ်ခဲမှာတော့တဖက်ဆိုင်လိုရဲ့ legacy အလုံငယ်ထဲမှာ Lucas က Savira Queen ရဲ့ lower code တွေကိုသူဖော်လို့ရသမျှဘာနာကိုပြောပြနေပါလေ Lucas က lower code တွေရဲ့အဖြေအရဆိုင်လိုကိုစောက်ခဲ့တဲ့လူတွေကသူတို့ဆိုင်လိုတစ်ခုရဲ့စောက်ခဲ့တာမဟုတ်ဘင်းနဲ့အခု90တောင်စောက်ခဲ့တဲ့အကြောင်းဘာနာကိုပြောလိုက်ပါလေဘာနာလေ K ဆက်ဆက်က ID ခေါင်းဆောင်တိုင်းနဲ့ ID ခေါင်းဆောင်တွေရဲ့နောက်လိုက်ယာရုယာထားတဲ့လူတိုင်းကဆိုင်လိုရဲ့အကြောင်းကိုအကုန်သိရဲ့လို့ပြောကတကယ်တော့ဆိုင်လိုအခုပေါင်း90တခုရှိရဲ့လို့ပြောလိုက်ပါလေ လူကတ်ကအဲ့လိုဆိုရင်ဂျူလီယက်ကမသေးဘဲနဲ့တခြားဆိုင်လိုတစ်ခုခုစီကိုရောက်သွားနိုင်တဲ့အကြောင်းပြန်ပြောလိုက်ပါတယ်။ဂျူလီယက်ဆိုင်လိုဆက်ကုံစီကိုရောက်သွားတဲ့အကြောင်းခေါင်းဆောင်ကင်မရာကနေသူမြင်ခဲ့ရပေမဲ့ဆိုင်လိုဆက်ကုံကနှစ်တော်တော်ကြာကြာလေးကလူတွေမရှိတော့ဘဲနဲ့ပျက်စီးသွားတဲ့ဆိုင်လိုဖြစ်နေရကြောင်းဂျူလီယက်အသက်မရှင်နိုင်ဘူးဆိုပြီးတော့ဘာနာကရှင်းပြလိုက်ပါတယ်။ဆက်မှုလွာမှာတော့ပေါ်ပလီနဲ့သူ့ရဲ့မိန်းမကက်စလင်းတို့ကသူတို့မမြင်ဘူးခဲ့တဲ့ပြင်မကဘာကြီးရဲ့ဓာတ်ပုံကိုကြည့်ရင်လည်းတတလုံးမကြုံလိုက်ရတာအတွက်ဝမ်းနေနေကြပါတယ်။အလုံငန်းထဲမှာလူကတ်ကဆေဗီတာကွင်းရဲ့လှုပ်ဝက်ကုတ်တွေကိုဆက်ဖို့ရင်းနဲ့ ဒီထောင်သူတွေကဆိုင်းလိုတွေကိုတိဆောက်ခဲ့ပြီးတော့မှအထူးလုံခြုံရေးစနစ်တစ်ခုထည့်ထားခဲ့တယ်ဆိုတာသိသွားခဲ့ပါတယ်။ဆိုင်းလိုဆက်ကုန်နေမှာအီရာကဂျူလီယက်နောက်ကိုလိုက်ရင်းနဲ့အပြင်ဝင်ပြန်ထွက်ရင်သူ့ကိုပါခေါ်သွားဖို့ပြောနေရကြောင်းအလုံငန်း password ကိုဘယ်ရရှာမှမသိလို့စိတ်ရှုံနေတဲ့ဂျူလီယက်ကအီရာကိုပြန်အော်ရင်းနဲ့ဝတ်စုံကတစုံလေးရှိရကြောင်းပြောလိုက်ပါတယ်။ပြီးတော့မှဂျူလီယက်ကလည်းအီတာရဲ့သင်းခွေးတယောက်လိုခံစားနေရတဲ့ခံစားချက်ကိုသတိထားမိပြီးတော့စကားအေးဆေးပြန်ပြောခဲ့ပါတယ်။အီတာလည်းသူကူညီပေးပြရစီလို့ခွင့်တောင်းနေရကြောင်းလက်ခံပေးလိုက်ပါတယ်။ ဒီဘက်ကဆိုင်လူရဲ့စက်မှုအလွာမှာလဲပေါ်ပေလင်ကသူ့ကိုရဲမှုယာရုပေးခဲ့တော့ကသူ့ကိုတူတော်လို့ယာရုရလာတယ်လို့ထင်ခဲ့တာမှားခဲ့ကြောင်းနဲ့မေးခွန်းပြန်မထုတ်ပဲခိုင်းတဲ့အတိုင်းလုပ်တဲ့လူမျိုးဖြစ်လို့ရဲမှုယာရုရခဲ့တယ်ဆိုတာသူသိလာခဲ့ပြီလို့ North နဲ့ Charlie တို့ကိုပြောလိုက်ပါတယ်ပြီးတော့မှ Julia ကြောင့်သူ့ရဲ့အမေနေပြောင်းခဲ့ရတဲ့အကြောင်းမှထပ်ပြီးတော့ပြောလိုက်ပြီး North တို့ဘက်ကနေပြီးတော့သူပါရုံမေကြောင်ပြောလိုက်ပါတယ် North ကလည်းကူညီခြင်းနဲ့ဆိုလို့ရှိရင်သူတို့ထဲမှာရှိနေတဲ့တက်စပောက်ကိုကူရှာပေးဖို့တပြောလိုက်ပါတယ် Charlie က ရဲမှုရာထူးကိုဘာနာကဖြုတ်ချလိုက်ပြီမလို့ပေါ်ပလီစီကဘာအကူအညီရမှာလဲလို့ပြန်ပြောလိုက်ပါတယ်။အဲဒီတော့မှဘေးနားမှာနားထောင်နေတဲ့ဟန်ကဒီရောက်ထက်ကလူတွေကိုပေါ်ပလီမသိပေမဲ့အပေါ်လွာကလူတွေကိုသိနေရကြောင်းမလို့သူတို့ဘက်ပါလောင်လို့မဲဆွေရမယ်လို့ပြောလိုက်ပါတယ်။ပေါ်ပလီကတော့အပေါ်တဲ့ရဲဌာနရဲ့မှာဘသူတွေကသူတို့ဘက်ကိုပါလာနိုင်ရရှိလဲဆိုတာမသိဘူးလို့ပြောလိုက်တာကြောင့် North ကသူတို့ပေါ်လွာကထွက်ပြေးလာတော့ကကူညီခဲ့တဲ့မိမောက်အရင်ဆုံးစပြီးတော့ဆက်သွယ်ကြည့်ရမယ်လို့ရှာလေးနဲ့တိုင်ပင်လိုက်ပါတယ်။ပေါ်ပလီကလည်း North တို့ကိုကူညီလိုက်တာကဘသူလဲလို့မေးတဲ့အခါမှာ နော့စ်ကစင်းမြဲမိမကာမီကိုပြန်ပြောလိုက်ပါတယ်။ဆိုင်လိုဆက်ကွန်ထဲမှာလဲဂျူလီယက်တိုကအလွန်ကန်းနာကအခန်းတစ်ခုစီဝင်ပြီးတော့ပတ်စဝတ်နဲ့ပတ်သက်တာတစ်ခုခုရနိုင်မလားဆိုပြီးတော့ဝင်ရှာနေကြပါတယ်။အီဒါလဲအလွန်ကန်းအဝနာမှာတည်နေတဲ့အလောင်းတစ်ခုစီရနိုင်ပြီးတော့လက်ဘက်ကိုအရေးစွန့်ဖြုတ်လိုက်ပြီးတော့ဂျူလီယက်နောက်ကိုလိုက်လာခဲ့ပါတယ်။ဂျူလီယက်ကလဲအခန်းထဲကဆော်ရက်ဒီပေါ်မှာအိုင်ဒီဌာနခေါင်းဆောင်ရက်ဆဲဆိုတဲ့စကလုံးနဲ့ပတ်သက်တာရှိမရှိရှာပေးဖို့ပြောလိုက်ပါတယ်။အီဒါလဲဆော်ရက်ဒီကိုရှောက်လန်ရှာနေရင်းနဲ့သူ့ဘဝအကြောင်းဂျူလီယက်ကိုပြောပြနေပါတယ်။ အီဒါအလုံငန်းထဲမှာတည်နေတဲ့အလောင်းနှလောင်းကအမျိုးသမီးလောင်းဟာအော်ဒရီရဲ့အမေလောင်းဖြစ်ပြီးတော့အမျိုးသားလောင်းကတော့ရေရဲ့အဖေလောင်းလို့ပြောလိုက်ပါရီပြီးတော့မှအီဒါရဲ့အမေမတည်ခင်တုန်းကဆိုလို့ရှိရင်တော့သူတို့စီမှာအီဒါကိုအထားခဲ့တာကြောင့်မလို့ဗဇက်ပေါက်တစ်ခုတိုးလာတဲ့အတွက်စားစရာမလုံလောက်လို့အလုံငန်းထဲကိုဝေးနေအသက်ခံရတာလို့ရှင်းပြလိုက်ပါရီအဲဒါကြောင့်မေအော်ဒရီတို့ကသူ့ကိုအီဒါလို့နာမည်ပေးနေကန်ဆိုးမလို့တတ်မှတ်ကအမြဲတမ်းပြစ်ပယ်ထားရကြောင်းပြောပြနေပါရီဂျူလီယက်ကတော့တယောက်တည်းတင်းကွဲဖြစ်နေတဲ့ခံစားချက်ကိုသူနားလေတယ်လို့ပြောလိုက်ပြီးတော့ လောစီရော passport နဲ့တက်ဆိုင်တာအရင်ရှာဖို့အတွက်ပြောလိုက်ပါရီအီတာလီလက်ခံလိုက်ပြီးတော့ဇဝဲဘော်က Russell ရဲ့တိုက်ခန်းလိပ်စာနှစ်ခုကိုတွေ့တာဂျူလက်ကိုပြလိုက်ပါရီဂျူလက်ကလည်းအသုံးဝင်နိုင်ရည်ရှိလို့ Russell ရဲ့အခန်းအောင်သွားပြီးတော့ရှာကြည့်ရမယ်လို့ပြောလိုက်ပါရီတပတ်ဆိုင်လုံးမှာလေ Lucas က Xavier ကိုရဲ့ phosphor တွေကိုအဖြေဖော်နေနေအထူးလုံုံရေးစနစ်နဲ့ဆိုင်လုံးတစ်ခုလုံးကိုထိခိုက်အောင်လုပ်ပြနိုင်တယ်ဆိုတာမယုံရင်ဆိုင်လုံးရဲ့အောက်ဆုံးကိုရောက်အောင်သွားကြည့်ပြီးတော့ဥမင်တစ်ခုကိုတွေ့အောင်ရှာကြည့်ရင်အဖြေသိလိမ့်မယ်လို့ရေးထားတာကိုတွေ့ခဲ့လိုက်ပါရီ ဲဒါကြောင့်ချက်ချင်းဘာနာကိုရှာဖို့တော့ထွက်လာခဲ့ပါတယ်။အဲလိုနဲ့လမ်းကိုရောက်တဲ့အခါမှာတော့လုံချုံရေးခေါင်းဆောင်အာမဆန်နဲ့တွေ့ရကြောင်းမလို့ဘာနာကိုအရေးပေါ်တွေ့ဖို့လိုအပ်တဲ့အကြောင်းပြောပြီးတော့ဘာနာရှိရဲ့နေအောင်မေးလိုက်ပါတယ်။အာမဆန်ကတဏီလုံးဘသူမှသူ့ကိုလာမနောက်ရှက်ဖို့အတွက်ဘာနာအမိန်ပေးထားတယ်လို့ပြန်ပြောကထွက်သွားခဲ့ပါတယ်။ဇမှုလာမှာဝေါ်ကားရဲ့အခန်းထဲကိုနော့ရောက်လာပြီးတော့ဒီနေ့မနေ့ပဲရဲမှုကသူ့ဘက်ကိုပါလာပြီလို့ဝေါ်ကားကပြောလိုက်ပေမယ့်ဘာနာအချိန်တိုင်းသူ့ကိုစောင့်ကြည့်နေရမလို့နော့ကိုစကားကောင်းကောင်းမပြောဘဲနဲ့သူ့ရဲ့မိမကာလာမကလင်းကိုနောက်တစ်ခါဆုံးရှုံးရတော့မယ်ကြောင်းပဲပြန်ပြောလိုက်ပါတယ် နော့စ်ကလည်းသူတို့မှာအစီအစဉ်ရှိတဲ့အကြောင်းပြောပြီးတော့ဆိုင်းလိုတစ်ခုလုံးကိုတက်သိမ်းပြီးရတယ်ကာလာမကလင်းကိုလွတ်ပေးဖို့အတွက်အရင်ဆုံးလုပ်မယ်လို့ပြောတာပြန်ထွက်သွားခဲ့ပါလိမ့်နော့စ်ပြန်သွားတဲ့ခါမှာတော့နော့စ်နဲ့ဘောကာတို့စကားပြောနေတာကိုစောင့်ကြည့်ခန်းတွေကကြည့်ရင်လည်းနားထောင်နေတဲ့ဘာနာကဘောကာရဲ့ကူမရာစီနော့စ်တို့ရဲ့အစီအစဉ်ဒီဘာလဲဆိုတာသိအောင်စုံစမ်းဖို့အတွက် message ပို့လိုက်တာကြောင့်သူ့ခန်းတွေကလည်းအပြင်မထွက်ရဘဲအစီအစဉ်ကိုဘယ်လိုသိရမလဲလို့ကင်မရာကိုကြည့်ပြီးတော့ဘာနာကိုမေးလိုက်ပါတယ် ဘာနာကင်မရာအောက်ကနေဝေါ်ကာပြောက်သွားနေကာလာမကလင်းကိုနောက်ထပ်ဘရောမှမတွေးရတော့ဘူးဆိုတဲ့ message ကိုပို့ကချင်းချောက်တာခံလိုက်ရပါ ಓ ။အပေါ်လာဘက်မှာလေလူကတ်ကဘာနာမရှိတာသေးချာရဲ့အတွက်သူ့မိအလုလုတဲ့ဈေးရုံကိုသွားပြီးတော့ဖွက်စာပေါ်တဲ့ဥပဒေစာအုပ်ကိုဘယ်သူမှမတွေ့အောင်လို့သေချာတင်ထားဖို့အတွက်ပေးလိုက်ပါ ಓ ။လူကတ်ရဲ့မိကတော့ပထမတစ်ခေါက်အစူးစမ်းလွန်ပြီးတော့မိုင်းတွင်းကိုအပုခံလိုက်ရတဲ့လူကတ်အတွက်စိတ်ပူပြီးတော့နောက်ထပ်ဒုက္ခရောက်နေတာတွေကိုမလုပ်ဖို့အတွက်တတိပေးနေပါ ಓ ။သူကလုံးတင်နာတွေကိုမလုပ်ဘဲနဲ့လူကြောက်ခဲမိလို့ဂျူလီယက်ကိုဆုံးရှုံးသွားသလို နောက်တက်အမားတွေမလုံနိုင်တော့ဘူးလို့ပြန်ပြောကဥပဒေစာအုပ်ကိုပဲတေးချသိမ်းပေးဖို့သူ့ရဲ့အမေကိုလူကတ်စ်ကပြောလိုက်ပါတယ်။ဒီဘက်ကဆိုင်လိုဆက်ခုံမှလည်းဂျူလီယက်တို့ကရက်ဆေးရဲ့အခန်းမှာတခုခုများရမလားဆိုပြီးတော့ရှာဖွေနေကြပါတယ်။အီဒါကတော့တသက်လုံးလူရသွေးမခံမင်းနဲ့ဂျူလီယက်နဲ့မှသူ့ကိုနားလေပေးတာခံရတဲ့အတွက်ပျော်ပြီးတော့စကားတွေပြောနေပါတယ်။ဂျူလီယက်ကလည်းအီဒါကိုအလိုက်တင်ပြန်ပြောပေးနေနေဘီရိုတွေကအိတ်အိတ်ကိုဖွင့်ကြည့်လိုက်ပါတယ်။အဲဒီတော့မှအန်ဒီကောင်းဆောင်တွေအတွက်အပြင်ထွက်ဖို့အတွက်ဝစ်ဆောင်အကောင့်တခုရှိနေတာတွေ့လိုက်ရအောင် အီတာကိုပြောမပြဘဲနဲ့အော်ဒရီရဲ့မိနဲ့ရစ်တုရဲ့အဖေတို့ကအလုံခံနေကိုဝင်နိုင်သွားလားလို့မေးလိုက်ပါတယ်။ပြီးတော့မှတို့တို့အလုံခံနေကိုဝင်နိုင်လို့အသက်ခံခဲ့ရတယ်ဆိုတာရိပ်မိသွားပါတယ်။အဲဒါကြောင့် password ကိုတို့တို့ဘယ်လိုရှာကြလဲဆိုပြီးတော့အီတာကိုမေးလိုက်ပါတယ်။အီတာဘယ်လိုလုပ်လဲဆိုတာ तू မသိပေမဲ့ကြောက်တင်မုံမမှာကနန်းတွေကိုလိုက်ပြီးတော့တွဲနေရကြအောင်ပြောပြလိုက်သလိုဂျူလီယက်ကလည်းချက်ချင်းပဲကြောက်တင်မုံရှိတဲ့အခန်းစီကိုပြန်ထွက်လာခဲ့ပါတယ်။ကျောက်တင်မုံရှိတဲ့အခန်းစီကိုရောက်တဲ့အခါကျတော့မှပဲဂျူလီယက်လည်း ရင်နှာခေါက်တုံးကရေအောက်မှာအသက်ရှူကရိယာလုပ်ဖို့အတွက်ဒီဇိုင်းဆွဲတော့ကသူဖြတ်မိလိုက်တဲ့ကဏန်းတွေကအလုံငန်း password ကိုအပြေထုတ်ထားတဲ့ကဏန်းတွေဆိုတာသိရှိသွားခဲ့ပါတယ်။အဲဒါကြောင့်ဂျူလီယက်ကဘေးနားမှာကြံနေခဲ့တဲ့ကဏန်းတွေနဲ့ရအောင်ပြန်လုပ်မယ်လို့ပြောကကဏန်းတွေကိုတွက်ချက်နေလိုက်ပါတယ်။အီတာကအခန်းထဲမှာရှောက်ကြည့်နေနေသူမသိတာတွေဂျူလီယက်ကိုမေးနေရင်အော်ဒရီရဲ့ကလေးနိုးတော့မယ်လို့သတိပေးလိုက်တဲ့အခါမှာဂျူလီယက်ကလည်းသူ့ကိုအမြန်ပြီးအောင်ကူညီဖို့အတွက်ထပ်ပြောလိုက်ပါတယ်။တပတ်ကဆိုင်လိုမှာလေလူကတ်ကဥပဒေစာအုပ်ကိုသူ့မေစီမှာဖော်ထားခဲ့ပြီးတော့ ဖွဲ့စာရဲ့လမ်းညွန်အတိုင်းပဲစမ်းကြည့်ဖို့ဆက်မှုအလွာကိုစဉ်းစားခဲ့ပြီးတော့လမ်းမှာတွေ့တဲ့စီးနင်းသူဂိတ်တွေကိုသူ့ရဲ့ ID ကတ်ကိုပြပြီးတော့ကြော်လာခဲ့ပေမယ့်ဂိတ်တွေကြော်လာတဲ့အခါမှာတော့အောက်လွာနားကလူတွေရဲ့ဖမ်းတာကိုခံလိုက်ရပါတယ်။လူကတ်ကိုဖမ်းမိခဲ့တဲ့လူတွေကတော့လူကတ်ရဲ့ ID ကိုတွေ့ပြီးတော့တပ်ပစ်ဖို့တိလုံနေကြအောင်မလို့သူနဲ့ဂျူလီယက်တိတယ်လို့အော်ပြောလိုက်ပါတယ်။တပတ်မှလည်းဘာနာကရဲတွေအကုန်လုံးကိုအစည်းအဝေးခေါ်ပြီးတော့ပြီးခဲ့တဲ့ပုံကံမှုမှာအောက်လွာကလူတွေကိုပေါ်ပလင်ကအုပ်ဆောင်ပြီးတော့ထောက်ပံ့ရင်ဌာနကရမ်းမုံကိုခိုးကာ ဆိုင်လိုတကားကိုဖောက်ခွဲဖို့စီစဉ်ခဲ့တာဆိုပြီးတော့ရှင်းပြနေပါတယ်။ပြီးတော့မှပေါ်ဗီလင်ကိုရဲမှုရာထူးကနေဖြုတ်ချလိုက်ပြီးဆိုတဲ့အကြောင်းနဲ့အတူကြံတဲ့ရဲတွေကိုတာဝန်ကျတဲ့အလွာမှာတာဝန်ကျင်အောင်လုပ်ဖို့နဲ့ရဲစခန်းရဲ့အချုပ်တွေကိုပို့ပြီးတော့ကြည့်အောင်လှုပ်ထားဖို့တပြောလိုက်ပါတယ်။ရဲဝင်တဲ့နေကပေါ်ဗီလင်ဥဆောင်နေရဲဆိုတာသိပြီးတော့မယုံကြည်မိမိ။ဘာနောက်မလွန်ဆန်နေတာကြောင့်မလို့ငြိမ်ပြီးတော့နားထောင်နေလိုက်ရပါတယ်။ဆိုင်လိုစက်ကွန်ထဲမှာလေဂျူလီယက်ကသူတွက်ချက်ပြုတ်တော့ပြီးတော့ထုတ်ထားတဲ့ကနန်းတွဲတွေကိုစမ်းပြီးတော့နှိပ်ကြည့်ပေမဲ့အလုံငန်းကမပွင့်မဲနဲ့ဖြစ်နေပါတယ်။ အလုံးငယ်ရဲ့ password က၃ကမှားနေမိရင်နောက်တနေ့ထိဘာမှနှိပ်မရတော့ကြောင်မလို့ဂျူလီယက်တယောက်ကြံရမရဖြစ်နေပါ ರೀ သူ့မှာ password နှိပ်ဖို့အတွက်နောက်ဆုံးတစ်ချိန်ပဲရှိရကြောင်မလို့ခေါင်းချောင်နေပါ ರೀ အဲအချိန်ကျမှဂျူလီယက်ကဆိုလိုရဲ့နာမည်အစ်စ်ကဆိုလိုမဟုတ်ဘူးဆိုတာသူသိခဲ့ရတော့ကဆိုလိုတယောက်အလိုလိုနေနေတဲ့ဒေါသအရန်ကြီးပြီးတော့သူ့ကိုယ်သူ ID ခေါင်းဆောင်ရဲ့နောက်လိုက်အစ်စ်လိုထောက်အော်တာပြန်ပြီးတော့တွေးမိသွားပါ ರೀ အဲနောက်တော့အီတာကိုပုံငံမှုဖြစ်တော့ကဘယ်ရွယ်လေးမေးကြည့်တဲ့ခါမှာအီတာကသူမမွေးသေးဘူးလို့ပြန်ပြောလိုက်တာကြောင့်ဆိုလိုကအလုံငယ်နေကစာရီဖတ်ရင်တဲ့ သူ့ရဲ့စိတ်ထဲမှာသူ့ကိုယ်သူဆိုင်လို့ရဲ့ကာကွယ်သူအဖြစ်အထင်မှားနေကြတာဖြစ်နိုင်ကြောင်းစဉ်းစားမိသွားခဲ့ပါရီပုံကံမှုဖြစ်တဲ့အချိန်တုန်းကဆိုလိုကကလေးအရွယ်ပဲရှိနေဦးမှာမလို့ကလေးကတော့ ID ခေါင်းဆောင်ရဲ့နောက်လိုက်ရာတို့ကိုမခန့်နိုင်တဲ့အကြောင်းမှာတဆက်တည်းတွေးမိသွားခဲ့ပါရီအဲဒါကြောင့်ဂျူလီယက်ကစောစောကသူတို့ဝင်ခဲ့တဲ့အခန်းကဆိုလိုရဲ့ငငယ်တုန်းကကြောင်းတက်ခဲ့တဲ့စာသင်ခန်းဆိုတာအီတာကိုပြောပြပြီးတော့စာသင်ခန်းစီကိုပြန်လာခဲ့လိုက်ပါရီအခန်းထဲကိုရောက်တဲ့အခါမှာတော့ထိုင်ကုန်မှရေးထားတဲ့နာမည်တွေကိုဖတ်ကြည့်ရင်းနဲ့ဆိုလိုရဲ့နာမည်က Jamie Sora နဲ့ နောက်ကမျိုးရိုးနာမည်က Russell ဆိုတာတွေ့သွားခဲ့ပါတယ်။အဲဒီမှာ Juliet ကလည်း Ida အကြောင်းဆုံးရှင်းပြပြီးတော့ Solo နဲ့ချက်ချင်းစကားပြောမှရမယ်လို့ပြောလိုက်ပါတယ်။တပတ်ကဆိုင်လိုမှာလည်း Lucas ကိုဖမ်းထားတဲ့နေရာစီကို Charlie ကရောက်လာခဲ့ပါတယ်။ပြီးတော့မှ Juliet နဲ့ဘလို့သိရလဲလို့မေးတဲ့အခါမှာ Lucas ကစားတော့တယ်မှာစကားပြောမှုကြောင်းပြန်ပြောလိုက်ပါတယ်။ချာလီကလည်းဘာနာခိုင်းလို့ရောက်လာပဲလို့ဆွဆွဲပြီးတော့ပြန်ဖို့ဖို့လုံလိုက်တဲ့ခါမှာတော့လူကတ်ကဂျူလီရဲ့မတင်နိုင်တော့သေးဘူးလို့ပြောလိုက်ပါတယ်။ချာလီကလည်းဘာလို့အဲ့လိုထင်တာလဲဆိုပြီးတော့မေးတဲ့ခါမှာ သူသွားခြင်းနဲ့နေရာကိုခေါ်သွားပေးရင်အကြောင်းဆုံးရှင်းပြမယ်လို့လူကတ်စ်ကပြောလိုက်ပါတယ်။ဆက်မှုလွာရဲစခန်းထဲမှာ Noss, Hank, Bobby Lin တို့ကဂျိမ်းစီစာပို့တာရောက်မရောက်ဆွေးနွေးနေကြပါတယ်။အဲဒီချိန်မှာဝင်တဲ့တစ်ယောက်ဝင်လာပြီးတော့စီးနင်းသူတွေစောင့်တဲ့ဂိတ်မှာ Bobby Lin နဲ့တွေ့ဖို့အတွက်လူတစ်ယောက်ရောက်နေရဲလို့လာပြောခဲ့ပါတယ်။အဲအကြောင်းသူတို့အကုန်လုံးကလည်းစာရောက်သွားတယ်ဆိုတာသိကြသွားတာကြောင့် Bobby Lin ကဂျိမ်းနဲ့တွားတွေ့ဖို့လုလိုက်ပါတယ်။ဒီဘက်ကဆိုင်လိုဆက်ခွန်ထဲမှာလေဂျူလီယက်နဲ့အီတာရောကဆိုလိုနဲ့စကားပြောခွင့်ရဖို့အတွက်ရစ်ကိုပြောလိုက်ပေမဲ့ ခွင့်မပြုဘဲနဲ့အလုံကန်းတွေကိုဂျူလီယက်ဝင်နိုင်မှစကားပြောခွင့်ရမယ်လို့ပြန်ပြောလိုက်ပါတယ်။အဲဒီတော့မှဒေါသထွက်သွားတဲ့ဂျူလီယက်ကရက်ဆေးရဲ့ခန်းထဲမှာတစုံတစ်ခုရှိနေရကြောင်းမလို့သူ့အတွက်အလုံကန်းတွေဝင်မှုမလို့တဲ့အကြောင်းနဲ့အလုံကန်းတွေမှာဝင်မရရင်ငတ်တေကြမှာရစ်တို့ပဲလို့အော်ပြောလိုက်ပါတယ်။အေဒါတော့အလုံကန်းနာကအလောင်းစီကယူလာတဲ့လက်ကောက်ကိုရစ်ကိုပေးလိုက်ပါတယ်။ရစ်ကသူ့မိရဲ့လက်ကောက်ပဲလို့ပြန်ပြောတဲ့အခါအီတာကအလုံကန်းတွေဝင်နိုင်မှုအတွက်ဂျူလီယက်နဲ့ဆိုလိုကိုစကားပေးပြောဖို့အတွက်တောင်းဆိုလိုက်ပါတယ်။အဲနောက်တော့ရစ်လည်းလက်ခံပေးလိုက်ပြီးတော့ဂျူလီယက်ကိုဆိုလိုနဲ့ပေးတွေးလိုက်ပါတယ်။ ဂျူလီယက်ကဆိုလိုကိုသူကုံနားလေသွားပြီဆိုတဲ့အကြောင်းပြောပြရင်းနဲ့အလုံကမ်းရဲ့ password ကိုပေးဖို့အတွက်တောင်းလိုက်ပါတယ်။ပြီးတော့မှဂျူလီယက်ကအလုံကမ်းလေးကိုဘယ်သူမှမဝင်နိုင်အောင်လို့သူတယောက်ပဲသွားပြီးတော့ရေဒီယိုအတွက်စားစရာယူလာပေးပြီးရတယ်ပြန်လာခဲ့မယ်ကြောင်းပြောလိုက်ပါတယ်။ဆိုလိုက "तू ဟာ ID ကောင်းဆောင်ရဲ့နောက်လိုက်ဖြစ်တဲ့အတွက်အလုံကမ်းအောင်ကာဝယ်ဖို့အတွက်ကြမ်းကြင်ထားတယ်"ဆိုပြီးတော့ထပ်ပြောလိုက်တယ်လို့ဂျူလီယက်ကဆိုလိုထင်နေရတွေကမှားနေတဲ့ကြောင်းနဲ့ပုံကံမှုဖြစ်ခဲ့တဲ့တုန်းကဆိုလိုရဲ့တက်က17နှစ်ဒါမှမဟုတ်12နှစ်လောက်ပဲရှိသေးတယ်ကလေးရွယ်ဆိုတာနဲ့ ။ဆိုလိုရတဲ့နာမည်ဆက်ကလည်း Jimmy Russell ဆိုတာကိုပါပြန်ပြောလိုက်ပါရီ။အဲဒီချိန်မှာပဲအပြင်ကနေပြန်ပြီးတော့ရောက်လာတဲ့ Audrey ကဆိုလိုနဲ့ Juliet စကားပြောနေအောင်တွေ့သွားပြီးတော့မြားနဲ့ပြတ်သက်ဖို့အတွက်စူးစမ်းတာကြောင့်မလို့ Rick ကဝင်တားလိုက်ရပြီးတော့အခန်းထဲကိုဝင်ခွင့်ရဖို့အတွက်ဒီတနည်းပဲရှိရဲလို့ပြောလိုက်ပါရီ။ Juliet ကသူ့ကိုအချိန်ခဏပေးဖို့ပြောကဆိုလိုကိုသူတည်သမျှအကုန်လုံးကိုရှင်းပြလိုက်ပါတယ်။ဆိုလိုက Jimmy ကလူကြောက်တယောက်ဖြစ်ပြီးရဲမှုကသူ့ဖေ Russell ကိုသူ့မျက်စိအရှိမှတက်နေရအောင်တကားမဖွင့်မင်းနဲ့ကြည့်နေခဲ့တဲ့ကောင်းဆိုပြီးတော့ပြောလိုက်ပါတယ် ။အော်ဒရီကနောက်ကနေများနေချိန်ပြီးတော့သူ့မိဘတွေကိုတတ်ခဲ့တဲ့ဆိုလိုကိုပြန်တတ်မယ်လို့ပြောနေပါတယ်။အဲဒီမှာဆိုလိုကသူ့ရဲ့မိဘတွေကိုသူတကယ်မတတ်ချင်မင်းနဲ့တတ်မိသွားခဲ့တဲ့အကြောင်းပြန်ရှင်းပြပါတယ်။အော်ဒရီတို့ရဲ့မိဘတွေကအလုံငန်း password ကိုတိသွားပြီးတော့ဆိုလိုအိတ်နေတော့မှအခန်းထဲကိုဝင်လာကတနက်နေ့ရင်ဘတ်ကိုအရင်ပစ်ခဲ့တာလို့ပြောလိုက်ပါတယ်။အော်ဒရီကမယုံတဲ့အကြောင်းဝင်ပြောတဲ့အခါမှာဂျူလီယက်ကဆိုလိုကိုဒဏ်ရာပြခိုင်းလိုက်ပါတယ်။အော်ဒရီကဘလို့ပဲဖြစ်ဖြစ်သူ့မိဘတွေကိုတတ်လို့ပြန်တတ်မယ်ဆိုတာပဲအသေးအံပြောနေပါတယ်။ ဆိုလိုက Audrey ရဲ့မိဘတွေကသူ့ကိုတနက်နေ့ပြစ်ပြီးတော့စားစရာအခန်းထဲဝင်သွားတဲ့အချိန်မှာတကားကိုအပြင်းအဖြတ်ပြီးတော့ပိတ်လိုက်တာကြောင့်မလို့အသက်ရှူဖို့လေးပြက်ပြီးတော့တေသွားခဲ့တဲ့ကြောင်းရှင်းပြလိုက်ပါတယ်။အဲဒီတော့မှဂျူလီယက်ကဆိုလိုဟာရက်ဆေးရဲ့နောက်လိုက်မဟုတ်ဘဲနဲ့တာရင်ဖြစ်နေရကြောင်းမလို့ရက်ဆေးကဆိုလိုကာကွယ်ခြင်းလို့အလုံငန်းတကားကိုဘယ်တော့မှမဖွင့်ဖို့ပြောခဲ့တာဆိုပြီးတော့ရှင်းပြလိုက်ပါတယ်။ပြီးတော့မှမိဘမြတ်တာကြောင့်ဆိုလိုအသက်ရှင်ခဲ့ရတယ်လို့ပဲ Audrey တို့မှလည်းမွေးကင်းစာလေးရှိနေတဲ့အတွက်သူတို့ကလေးကိုမသေးအောင်ထားဖို့အတွက်စားစရာလိုတယ်ဆိုပြီးတော့အသေးစိတ်ပြောပြလိုက်ပါတယ်။ ဝေကင်းစကလေးရှိနေတယ်ဆိုတာသိသွားပြီးတဲ့နောက်မှာတော့ဂျူလီယက်ပြောတာတွေကိုဆူလိုတယောက်လက်ခံပေးလိုက်ပါတယ်။တပတ်ကဆိုင်လိုမှလည်းပေါ်ပိလင်ကဆင်းမနဲ့တွေ့ပြီးတော့ဆိုင်လိုကိုတကယ်ဘေးကင်းစေချင်ရင်တော့အမှန်တရားတွေကိုအကုန်သိမှရမယ်လို့ပြောကာဂျူလီယက်ခန်းထဲကဖျဲယူလာတဲ့ဓပုံစာရွက်ကိုခောက်ပြီးတော့ပေးလိုက်ပါတယ်။ဆင်းကသူ့ကိုဘာလို့လာပြောနေရလဲလို့မေးတဲ့အခါမှာဆင်းမြဲမိမကာမီယာနော့စတုတ်ကိုလွှတ်ပေးခဲ့ဘူးတဲ့အတွက်ယုံကြည်နိုင်ကြလူကဆင်းမဲရှိနေလို့ဆိုပြီးတော့ပြန်ရှင်းပြရင်လည်းလုံညွန့်တဲ့နေရာကိုရောက်ရင်စာရွက်ကိုဖွင့်ကြည့်မှသူဘရော်တွေကိုဆင်းလက်ခံနိုင်လိမ့်မယ်လို့ပြောလိုက်ပါတယ်။ ဆမူလာရဲ့အောက်ဘက်လိုဝက်မြေတူးဆက်ကြီးရှိတဲ့နေရာစီကိုရှာလီကလူကတ်စ်ကိုခေါ်သွားပြီးတော့အောက်မှာရေတွေပဲရှိနေတဲ့အတွက်လူကတ်စ်ပြောတဲ့ဥမင်မရှိနိုင်ဘူးလို့ရှာလီကပြောလိုက်ပါတယ်။လူကတ်စ်ကလည်းအောက်မှာရှိတဲ့ရေတွေသာနက်ခရင်နေရာတစ်ခုလုံးပြေးသွားနိုင်တာကြောင့်ရေတကယ်မနက်တော့ဘူးလို့ပြောကအောက်ကိုစင်းကြည့်ဖို့အတွက်လှုပ်လိုက်ပါတယ်။လူကတ်စ်အောက်စင်းငံဒီမှာရှာလီကဂျူလီယက်ဘာလို့မတည်သေးဘူးလို့ပြောရလေဆိုပြီးတော့မေးလိုက်တာကြောင့်လူကတ်စ်ကဘာနာသူ့ကိုပြောခဲ့မှုတဲ့ဇာတ်အရာ ဂျူလီယက်ခေါင်းဆောင်မှာပါတဲ့ကင်မရာကနေတဆင့်တခြားဆိုင်လိုတစ်ခုစီကိုဂျူလီယက်ရောက်သွားခဲ့တဲ့ကြောင်းပြောပြကအဲ့ဒါပို့ပြီးတီးရအောင်လို့အောက်ကိုဆင်းပြီးတော့အပြေရှာကြည့်ရမယ်လို့ရှင်းပြလိုက်ပါတယ်။အဲနောက်တော့လူကတ်ကလည်းဂျူးနဲ့တွေ့ပြီးတော့အောက်ကိုဆင်းလာခဲ့ကရေတွေကိုအရေးဆုံးခုံချလိုက်ပါ ਉਹ ။တုံမန်းထားတဲ့အတိုင်းရေကအနေကြီးမဟုတ်ဘဲနဲ့ဒူးတစ်စစ်လောက်ပဲရှိနေရကြောင်းဝမ်းသာသွားခဲ့ပါတယ်။ဝေါ်ကရဲ့ခဲနဲ့ကိုနော့စကရောက်လာပြီးတော့အောက်မှာရှိတဲ့တက်စဖောက်ကိုတိပြီလို့ပြောလိုက်တယ်လို့ဝေါ်ကလည်းသူဝရန်တက်စဖောက်ဖြစ်နေအောင်မလို့မျက်စိမျက်နှာပြတ်သွားခဲ့ပြီးမြန်ထင်းင်းနဲ့ဘာလို့လဲဆိုတာမေးလိုက်ပါတယ် နော့စ်ကလည်းခဏလောက်ငြိမ်နေပြီးတော့မှအဖမ်းခံထားတဲ့တတိယအမေကိုရိတ်ခါခဲနားမှာအဲ့ဒီတုန်းကတွေးလိုက်ရကြောင်ပြောပြီးတော့သူ့ရဲ့သားအသေးမဆိုးလို့တစ္ဆာဖောက်တာလည်းဖြစ်နိုင်ကြောင်ပြောပြလိုက်ပါရီ။စောင်းကြီးခန်းတွေကစောင်းကြီးနေကြတဲ့ဘာနာလေးအဲ့ဒီတော့မှစိတ်အေးသွားခဲ့ရပါရီ။ပြီးတော့မှနော့စ်ကသူတို့အကြိုက်ရိုက်နေတဲ့အတွက်အကြီးဆုံးကိစ္စတစ်ခုဖြစ်တယ်လို့ရိတ်ခါခဲနေကနေပြီးတော့သူတို့ခိုးယူလာခဲ့တဲ့ရမ်းမှုတွေကိုတုံးပြီးတော့ဖောက်ခွဲဖို့လုပ်မယ်လို့ဝေါ်ကောက်ရှင်းပြလိုက်ပါရီ။အဲ့တော့ဒီဘက်မှာလည်းစောင်းကြီးကင်မရာကနေပြီးတော့ကြည့်နေတဲ့ဘာနာကတော့ နော့စတူရဲ့အစီအစဉ်ကိုသူကကြိုသိသွားပြီဆိုတဲ့ပုံစံမျိုးနဲ့ဝမ်းသာအားရအောင်နိုင်သူကြီးလို့ပြောလိုက်ပါတော့မပြောချင်ပါဘူး။ဆောက်ကြည့်ဟိုကဆောက်ဘူးတိုင်းပဲ။ကဲတော့ဆိုင်နိုဆက်ကုန်နေမှာဆိုလိုကအကုန်လုံးကိုအလုံငန်းတွေကိုခေါ်သွားပြီးတော့စားစရာတွေမစားခင် ရေခဲမှုအရင်စားလို့ပြောကတယောက်တစ်ခုစီပြလိုက်ပါတယ်။ပြီးတော့မှအခန်းထဲကကစားစရာတွေနဲ့တခြားအရာတွေအကုန်လုံးကြောင်းရှင်းပြနေလိုက်ရင်းနဲ့တချင်းနှားထောင်မလားလို့မေးလိုက်တဲ့အခါမှာရစ်တို့ကလေတချင်းဆိုတာပါလေလို့ပြန်မေးလိုက်ပါတယ်။ ဆိုလိုကဒက်ဆက်ကနေတဆင့်တချင်းဖွင့်မိခဲ့ပြီးတော့ဂျူလီယက်အတွက်မိသက်ဝတ်စုံကိုပြန်ယူပေးလိုက်ပါရီဂျူလီယက်ကတကယ်တော့ဒီဝတ်စုံပြင်နောက်ထပ်တစ်ခုရှိနေသေးတာကိုဘာလို့အစတွေကမပြောရလဲလို့ဆိုလိုမိလိုက်ပါရီဆိုလိုကတခြားဝတ်စုံတစ်ခုတွေးခဲ့ရတာနဲ့မပြန်မင်းနဲ့ဘာလို့ဆက်ပြီးတော့ကူညီနေရလဲလို့ဂျူလီယက်ကိုပြန်ပြီးတော့မေးလိုက်တယ်လို့နောက်ဆုံးမှာတော့အချင်းချင်းအပြန်အလှန်နားလည်မှုရသွားပြီးတော့ကြံတဲ့လူတွေအကုန်လုံးလဲစီးစီးလုံးလုံးနဲ့နေကြဖို့အတွက်ဂျူလီယက်ကပြောလိုက်ပါရီ ဒီဘက်ကဆိုင်လိုမှာတော့ဆင်းနဲ့ကာမီတို့ကပေါ်ပိလင်ပေးလိုက်တဲ့ပုံကိုကြည့်ပြီးတော့အပြင်ဘက်ကဘာကြီးကတကယ်လှပနေလားဆိုတာတိုင်ပင်နေကြပါလိမ့်။ကာမီကတော့ဘာပဲဖြစ်ဖြစ်စက်မှုအလွာကလူတွေနိုင်ခဲ့ရင်လေအစင်ပြောင်လို့နှစ်ဖက်ခွာနေရမယ်လို့ဆင်းကိုအကြံပေးလိုက်ပါလိမ့်။အောက်ဘက်မြေဒူးဆက်ကြီးရှိတဲ့နေရာမှာအောက်ဆုံးထိရောက်သွားတဲ့လူကတ်စ်ကဒမ်မီနဲ့ရှောက်ထိုးကြည့်ရင်နဲ့ဆေဗီဒါကွင်းရဲ့ဖွက်စာတွေကအတိုင်းပဲဥမင်တစ်ခုရှိနေတာကိုတွေ့လိုက်ရသလိုအဲ့ဒီဥမင်တွေကိုဝင်သွားတဲ့အခါမှာအလုံငန်းတကားလိုမျိုးပုံစံမျိုးနဲ့နောက်တဲ့တကားတစ်ချက်ကိုတွေ့လိုက်ရအောင်အနာကက်ကြည့်နေတော့မှာ ဥမင်တစ်ခုလုံးကမီးရေလင်းလာခဲ့ပါတယ်ပြီးတော့မှဘာမှမရှိတဲ့တကားနောက်ကနေပြီးတော့ legacy အလုံငန်းတွေကလိုမျိုး AI စက်ရုပ်ရဲ့စနစ်အတန်တစ်ခုကအဲသူ့ရဲ့နာမည်ကိုခေါ်ပြီးတော့ဘာကိစ္စရောက်လာလဲလို့မေးလိုက်တာကြောင့်မလို့ Lucas ကလည်း Sevida Queen ရဲ့လမ်းညွန်ချက်အတိုင်းလိုက်နာခဲ့လို့ရောက်လာတာဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်အဲတော့မှ AI ရဲ့အတန်ကဒီနေရာကိုသိရသူဆိုလို့ Sevida Queen တရားသူကြီး Maestro George Wiggin နဲ့ Lucas တို့၄ယောက်ပဲရှိရဲလို့ပြောလိုက်ပါတယ်အဲနောက်တော့ George ကို ။ဘာစကားမှသူမပြောခဲ့တဲ့အကြောင်းနဲ့ဂျန်တဲ့လူတွေကိုပြောခဲ့တဲ့စကားအတိုင်းပဲလူကတ်စ်ကိုလည်းပြောမယ်လို့ပြောလိုက်ပါရီ။ပြီးတော့မှ AI ရဲ့အတန်ကဒီရောက်မှပြောခဲ့တာတွေနဲ့မြင်ခဲ့သမျှတွေကိုအပေါ်ဝတယောက်ကိုပြန်ပြောမိရတယ်အထူးလုံခြုံရေးစနစ်ဖြစ်တဲ့ safe guard ကိုအသက်သွင်းမယ်လို့ Lucas ကိုပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့ AI အတန်ကအထူးလုံခြုံရေးစနစ် safe guard ဆိုတာဘာလဲသိလားဆိုပြီးတော့ Lucas ကိုမေးလိုက်တာကြောင့် Lucas ကလည်းအထူးလုံခြုံရေးစနစ်ကြောင့်သူသိပါတယ်လို့ပြန်ဖြေနေတဲ့အချိန်မှာပဲ Silo Season 2ရဲ့ Episode 9လေးကလည်းပြီးဆုံးသွားခဲ့ပါတယ်။ဟုတ်ကဲ့ပါ ရုပ်ရှင်ဇာတ်ကားအကောင်းလေးတွေကိုစဉ်စားမပြတ် recap လုပ်ပြီးတော့တင်ဆက်ပေးနေမှာမလို့ကျွန်တော်တို့ရဲ့ ZD for you channel လေးကိုလေ like and subscribe လေးလုပ်ပြီးထားကြပါအောင်ခင်ဗျာအခုလိုမျိုးအားပေးကြတဲ့ပရိသတ်များလေးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေလို့ကျွန်တော် ZD for you ရဲ့ wine တော်သားများကဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လေအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ